နိုင်ငံရေးကြောင်းအမှုပညာလောကကနေအနားယူနေတဲ့အမှုပညာရှင်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Zenko Entertainment Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ DBU ထဲမှာတော့နိုင်ငံရေးမကောင်လို့အမှုပညာလောကကနေအနားယူနေရတဲ့အမှုပညာရှင်တွေအကြောင်းကိုဖော်ပြပေးတော့မှာပါ။လက်ရှိမှာဆိုရင်မြန်မာရုပ်ရှင်လောကထဲမှာတတိစရုပ်ဆောင်မင်းသားမင်းသမီးတွေများစွာပေါ်ထွက်လာခဲ့တာပါ။အခုနောက်ပိုင်းမှာတော့ဇလန်တော်တွေနဲ့အတူ ရိတ်သက်တွေရှိကိုရောက်ရှိလာပြီးနာမည်ကျော်ကြားနေတဲ့မင်းသားမင်းသမီးအသစ်တွေအများကြီးပဲရှိပါတယ်။ဒါပေမဲ့ပြည်သက်တွေကဒီလိုမျိုးမင်းသားမင်းသမီးအသစ်တွေရဲ့တရုပ်ဆောင်ပုံစံမျိုးတွေထက်အရင်ကအရင်နာမည်ကျော်ကြားခဲ့တဲ့ဝါရင်အမှုပညာရှင်ကြီးတွေကိုပဲပြန်လည်ပြီးတော့တွေ့မြင်ကြနေကြတာပါ။ဒါပေမဲ့နိုင်ငံရေးကြောင့်ရုပ်ရှင်မရိုက်တော့တဲ့အမှုပညာရှင်တွေလည်းများစွာရှိပါတယ်။နံပါတ်1ပြည်တီဦးနိုင်ငံကျော်တရုပ်ဆောင်မင်းသားပြည်တီဦးပါဆိုရင်လည်း အကယ်ဒမီစုကြီးတွေကိုများစွာရရှိပိုင်ဆိုင်ထားခဲ့သလိုကြာရဇယုတ်တိုင်းကိုလည်းပြည်ပြင်စွာတယုတ်ဆောင်နိုင်ခဲ့တာကြောင့်ပြည်သူတွေအားပေးမှုအခိုင်အမာရရှိထားခဲ့တဲ့သူပါပြည်သူကဇဘုတ်မင်းသားတလက်အဖြစ်ကနေအနုပညာလောကထဲမှာအရန်အောင်မြင်ကြောကြတဲ့ထိတ်တန်းကောင်းဆောင်မင်းသားတလက်အဖြစ်ရောက်ရှိလာနိုင်ဖို့အတွက်လည်းအစွမ်းကိုစူးစမ်းခဲ့တဲ့သူပဲဖြစ်ပါတယ်သူရဲ့ရိုးသားစူးစမ်းမှုတွေနဲ့တယုတ်ဆောင်နိုင်စွမ်းရည်တွေကြောင့် နောက်ပိုင်းမှာအကယ်ဒမီစုတွေရရှိခဲ့ပြီးမြန်မာနိုင်ငံရဲ့ဝင်ငွေအကောင်းဆုံးဆိုတဲ့ထိတ်တန်းမင်းသားစီးရင်ထဲမှာဝင်ရောက်လာခဲ့တာပါဒီလိုမျိုးအောင်မြင်ဆုံးဆိုတဲ့အနေအထားကိုရောက်ရှိလာတော့မှပဲပြည်တည်ဦးလက်ခေတ်ကာလအခြေအနေတွေကြားမှာအနုပညာအလောက်တွေကိုဆက်မလုပ်ချင်တဲ့အတွက်အလုံးရရှိကနေကြောက်ွယ်ခဲ့တာအခုဆိုရင်ငါးနှစ်နေပါတော့ကြာမြင့်လို့နေခဲ့ပါပြီပြည်တည်ဦးရဲ့ထူးခြားကောင်းမွန်တဲ့တရုပ်ဆောင်ချက်တွေနဲ့ ဇကာအစ်စ်တွေကိုပြည်သက်တွေကလွန်ဆွေးနေကြကြပေမဲ့ပြည်သူကတော့မီတာစုကိုပဲအချိန်ပေးရင်အနုပညာလောကတွေကိုပြန်ဝင်ဖို့အတွက်စိတ်ကူးမရှိတော့ပါဘူး။နံပါတ်2အင်ဒရာဂျော်စင်အင်ဒရာဂျော်စင်ကလည်းမြို့နဲ့ရုံးနဲ့အနုပညာအလုပ်တွေကိုလောကန်ခဲ့သူဖြစ်ပြီးသူမလက်ချက်မှာလည်းအရန်ကိုအောင်မြင်ကြတော့တဲ့ထိတ်တန်းမင်းသမီးအဖြစ်ရက်တီခွင့်ရခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခင်မုန်းတဲ့ပြည်သူလိုမျိုးပဲ ခေကလာအခြေအနေမကောင်းတဲ့ကြားမှာအနုပညာအလောက်တက်ကိုမလောက်ကင်ခြင်းနဲ့အတွက်အနာယူသွားခဲ့တာပါအခုဆိုရင်စတင်းမောင်နဲ့နေရာစလုံးကအနုပညာလောကတွေကနေအနာယူသွားခဲ့တာကအတော်ကြာခဲ့ပြီဖြစ်ပြီးအရှင်လော်လိုက်ဖက်ညီစွာနဲ့နှစ်ယောက်အတူတရုပ်ဆောင်ခဲ့တဲ့ဇလဟောင်းတွေကိုပဲပြည်သက်တွေကကြည့်ရှုရင်းအလွန်ဖြစ်နေခဲ့ရတာပါပြည်တီဦးနဲ့အင်ဒရာဂျိုစနိုကတော့တခါတလေမှသာကျော်ညာတွေလက်ခံရိုက်ကူးရင်းမီတာစုကိုပဲအချိန်ပေးကာနေထိုင်နေခဲ့တာပါနံပါတ်3လူမင်း နိုင်ငံတော်ထိပ်တန်းမင်းသားကြီးလွန်မင်းကလည်းလုံးဝကိုချမမထားတဲ့အခြေအနေတွေနဲ့ဂျုံသွဲခဲ့ရပြီးတော့အနုပညာလောကတွေကနေပြတ်ကွယ်သွားခဲ့ရတာပါအနုပညာလောကတွေကတာမကမိသားစုတွေရှိကပါခဏတာပြတ်ကွယ်သွားခဲ့ရတဲ့အထီးအခြေအနေတွေလည်းအတော်လေးကိုဆိုးဝါးခဲ့ပါတယ်။ဒါကြောင့်အသက်ကြီးလာပြီဖြစ်တဲ့မင်းသားကြီးလွန်မင်းကလည်းဒီလိုမျိုးပြဿနာအရှုံးရှင်းတွေထပ်ပြီးတော့ဝင်မပါကျင်တော့တာကြောင့်အနုပညာလောကတွေတခါလဲအနားယူသွားခဲ့တာပါ။ လူမင်းလူမျိုးတရုတ်ဆောင်အကြီးချင်းပြည်ပြင်းလွန်လာတဲ့ဝိုင်းရင်တရုတ်ဆောင်မင်းသားကြီးအနေနဲ့ဒီလိုမျိုးအနုပညာလောကကနေအနားယူသွားခဲ့တာကအတော်လေးကိုကြီးမားတဲ့ဆုံးရှုံးနေတာမျိုးကြီးတစ်ခုပဲဖြစ်ပါတယ်အခုချက်ချုပ်နေကြတဲ့ပြည်သက်တွေကရောနိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကနေဝေးကွက်သွားတဲ့အနုပညာရှင်တွေကိုဘယ်လိုမျိုးသဘောထားကြသလဲဆိုတာပြောပြသွားကြပါဦးနော်